တော်ရီရောက်နေမဲ့သူကြီးဆောင်းစီရတာဘယ်မှာလဲဒီရက်ဘယ်မှာလဲတင်ဘိုတီထောင်အရသာကိုယ့်ရဲ့စိတ်ချိတ် မဖြစ်တဲ့မဖြစ်တာနဲ့ကိုလူတက်မှုဖြစ်သွားတယ်ကျွန်တော် ကျွန်တော်မြန်မာလူမျိုးတွေလှုပ်လိုက်ပြီဆိုရင်အစမ်းကြီးတွေပဲเนาะသူမြတ်နိုင်ငံမှာကြံကြံဖန်ဖန်နေအေးအခုကြားနေရလေပိနန်းဘတ်မှာတဲ့တင်မောတီထောင်စားမကောင်းရနေပြီးတော့လူသက်မှုဖြစ်တယ်တဲ့ကြည့်ကြအောင်မြန်မာနိုင်ငံသားတွေဖြစ်လိုက်လို့ရှင်အစမ်းနေပြီပဲเนาะတင်မောတီထောင်လေးတပွဲအတွက်နဲ့ဟိုလူအသက်နှစ်သက်เนาะအသက်နှစ်သက်ဆုံးသွားတယ်မိန်းကလေးကကိုဝင်နေဆိုတော့အသက်ကနှစ်သက်ပေါ့ အားလုံးပဲမင်္ဂလာပါ Julie ရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်။ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ရန်ကုန်မှာလမ်းအောင်ဆရာကောင်းတလို့ကြောက်ကြရလဲခောင်းနေရှင်။စားသောက်ဆိုင်ပန်ရှင်တွေအနေနဲ့လည်းသတိထားရမယ့် video လေးပဲဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံမှာမြန်မာလူမျိုးချင်းချင်းစားသောက်ဆိုင်တစ်ခုမှာတင်မောဤထောင်းကစားရကနေပြီးတော့တင်မောဤထောင်းကစားလို့မကောင်းလို့ဆိုပြီး complaint တက်တာကနေပြဿနာဖြစ်တာရှင်။ ပြဿနာကဘယ်လောက်ထိတောင်မှဖြစ်သွားလဲဆိုရင်ဆန်းရှင်ကိုတောင်မှဓာတ်နဲ့ထိုးပြီးတော့တော်ကတ်ရရတဲ့အခြေအနေထိမှရောက်သွားတာရှင်။ဆန်းရှင်အမျိုးသမီးရဲ့ဘိုက်ထဲမှာဆိုရင်လည်း clearly လက်ရှိနေပြီလို့လည်းသိရတယ်ရှင်။အစားအသောက်တစ်ခုအတွက်နဲ့တော့အသက်ပါစတိလိုက်ရတာဆိုတော့တော်တော်ကောင်မှလည်းကြောက်စရာကောင်းတယ်။ဒါကြောင့်မို့လို့ကြီးချူးတဲ့သူတွေအနေနဲ့လည်းသတိထားလို့ရပြီဘူးတူတရအောင်လို့ဒီ view လေးကိုပြန်လည်ဝင်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်။ view လေးထဲမှာဆိုရင်တော့ဖြစ်စဉ်ကိုအသေးစိတ်ပြောပြထားပြီးတယ်ရှင်။ညီမနဲ့တူတူ view လေးကိုကြည့်လိုက်ရအောင်နော်။တင်ဘောတီထောင်းအရသာကိုယ့်ရဲ့အစိတ်ချိတ်မဖြစ်တဲ့မဖြစ်တာနဲ့ကော လူတက်မှုဖြစ်သွားတယ်ကျွန်တော်ကျွန်တော်မြန်မာလူမျိုးတွေလှုပ်လိုက်ပြီးချင်းအစမ်းကြီးတွေပဲเนาะသူမြတ်နိုင်ငံမှာပြည်နောက်မှာမြန်မာဆိုင်တဆိုင်လို့သူတို့ပြောတယ်သူတို့တွေကဒီထိုင်းလင်းဆိုင်လို့ပြောတယ်ဒါပေမဲ့အဓိကဒီဖြစ်ပွားတာကမြန်မာလူမျိုးတွေအချင်းချင်းလူတက်မှုဖြစ်သွားတယ်ဘယ်လိုဖြစ်သွားလဲဆိုရင်အဲ့ဒီဆိုင်မှာမြန်မာဆိုင်လို့ပြောတာပဲအဲ့ဒီဆိုင်မှာ customer တွေကထမင်းသွားစားတယ်သွားစားရင်သူတို့ကတင်မိုတီထောက်မှာစားလိုက်တယ်တင်မိုတီထောက်မှာစားတဲ့ဟာကိုသူတို့စားလိုက်တဲ့အချိန်မှာ ချင်းကစကအနည်းနည်းဟွာရလာပါငယ်မသူတို့ company လောက်ရဲအရသာမရှိဘူးတဲ့ဆိုပြီး company လောက်လိုက်တယ်အဲ့ဒါနဲ့အဲ့ဒီမှာရှိတဲ့ဆိုင်ရှင်ကနဲ့မြန်မာလူမျိုးပဲအငင်းခုန်ဖြစ်တယ်အဲ့ဒီမှာအငင်းခုန်ဖြစ်ပြီးတော့အဲ့ဒီ customer ကနဲ့အဲ့ဒီ customer ကမြန်မာလူမျိုးတွေအဲ့ဒီဆိုင်ရှင်မှာကော်ဒါနဲ့ထုတ်တက်လိုက်တယ်ထုတ်တက်ပြီးတော့အဲ့နေမှာပွေးချင်းတည်သွားတယ်ပြီးတော့အဲ့ဒီသူ့ရဲ့ယောက်ျားနဲ့သူ့ရဲ့တို့ရဲ့နောက်တစ်ယောက်ကိုလည်းတို့ဒီအပြန်ထန်ရံဖြစ်တာပေါ့နော်အဲ့မှာ သူယောက်ျားလေးတိုင်ရန်ရတယ်အဲ့ဒီနောက်တယောက်လေးတိုင်ရန်ရတယ်ဒါနဲ့အဲ့ဒီမြန်မာ customer ကအခုချိန်မှာဆိုရင်ငွေကူနှောက်ကဖန်ခံထားတယ်သူတို့ကငွေကူနှောက်လည်းပါတယ်ပြီးတော့သူတို့ရဲ့သူငယ်ချင်းတယောက်လည်းအဖန်ခံထားတယ်၃ယောက်အခုသူတို့ဖန်စီထိန်ချုပ်လိုက်ပြီဒီရေးအရာရှိတွေတောင်းရှိသူတွေကလည်းပြောချင်တာတင်းဘောတီထောင်းအရသာမရှိရတဲ့ကောလူတက်မှုဖြစ်တယ်เนาะသူတို့မြန်မာလူမျိုးတွေလှုပ်လိုက်ပြီဆိုရင်လည်းအစမ်းကြီးတွေပဲเนาะမလေးရှားမှာကြည့် ဟိုနဲ့လူတက်မှုတွေလာခဏခဏလူတက်မှုဖြစ်တယ်ခုကျွန်တော်မလေးရှားမှာနော်လှုပ်လိုက်ရင်ပြဿနာနည်းနည်းလေးအကြောင်းနဲ့လူတက်မှုတွေလို့ဖြစ်နေတယ်နောက်တစ်ခါဆိုရင်ဒီမလေးရှားမှာနော်ဒီတိုင်းထွက်ဖြစ်နေမယ်ဆိုရင်တော့တော်တော်ကအန္တရာယ်ရှိတယ်ကြံရှိတဲ့လိန်လူကောင်းတွေနော်လူကောင်းတွေမြန်မာလူမျိုးတွေအေးအေးအလုပ်လုပ်ပြီးတော့ရှာစားနေတဲ့သူတွေအတွက်အန္တရာယ်ကိုရှိသွားပြီနော်စိတ်မကောင်းစရာပါဒီတင်ကြလိုက်တာနော်တော်တော်ကိုတိတ်ခါလေးကြတဲ့စိတ်လည်းမကောင်းဘူးနော်အဲ့မှာတောင်းရှိသူတွေတော့သွားပြီးတော့ သူတို့ဒီအဲ့ဒီဗီဒီယိုတွေတော့မတင်ပြတော့ပါဘူးသွားပြီးတော့သွားစစ်စစ်တယ်အသူတို့ရဲ့ဟွာတွေကိုအကုန်လုံးကိုစစ်စစ်ပြီးတော့အခုဥပဒေအတိုင်းနဲ့သူတို့တော့ဖြစ်တယ်နော်ဟိုဒီကကမလေးရှားမှာဖြစ်သွားတယ်မြန်မာမြန်မာချင်းစားတောက်ဆိုင်မှာတက်တဲ့အမှုပေါ့အဲ့တော့ဖြစ်စဉ်ကဘလုံမျိုးလဲဆိုလို့ရှိရင်အဲ့ဒီတိတ်ဆုံးသွားတဲ့အမျိုးသမီးနဲ့သူ့ယောက်ျားနဲ့စားတောက်ဆိုင်မှာအလုပ်လုပ်တာလားစားတောက်ဆိုင်ဖွင့်ထားလားမသိကြဘူးဒါပေမဲ့အမျိုးသမီးကဒီစဖုံမှုဆိုတာတော့သိကြတယ်ပေါ့အင်းသူတို့ဆိုင်ဖွင့်ထားလဲဖြစ်ချင်းဖြစ်မဲ့အဲ့ဆိုင်မှာအလုပ်လုပ်တာလဲဖြစ်ချင်းဖြစ်မဲ့ပေါ့နော် အဲ့ဒီတိတ်ဆုံးသွားတဲ့အမျိုးသမီးကအဲ့ဒီဆိုင်မှာစဖုံမှုအဲ့တော့မြန်မာလူတစုကနေပြီးတော့အဲ့ဒီဆိုင်မှာလာပြီးတော့စားကြတော့ကြတယ်စားကြတော့ကြပြီးတဲ့အခါကျတော့အရက်ကလည်းတောက်ထားတယ်နော်တောက်ထားပြီးခါကျစားတော့တဲ့အချိန်မှာအစားပေါက်မကောင်းတာကို complaint တက်တယ်ပြောတာတချို့တွေပြောတာလည်းတမောတီတောင်းကမကောင်းဘူးလို့လည်းပြောတယ်တချို့တွေကကြတော့လည်းအစားပေါက်လို့ပဲပြောတယ်နော်အဲ့ဒီတော့ကိုဖါကိုလိုက်ရှာကြည့်အဓိကပြောချင်တဲ့အကြောင်းအရာအဲ့ဒါပဲ အစားတောက်ကမကောင်းမှုဆိုပြီးတော့ complain တက်တာတက်ပြီးတဲ့အခါကျတော့အဲ့ဒီမှာစကားတွေစပြီးတော့များကုန်ကြတာများကုန်ကြတဲ့အခါကျတော့အဲ့ဒီစဖုံမှုအမားနဲ့ပေါ့နော်တေသွားတဲ့စဖုံမှုအမားနဲ့သူ့ယောက်ျားနဲ့ကနေပြီးတော့သူတို့ကိုအဲ့ဒီဆိုင်ထဲကနေပြီးတော့လိုမျိုးထွက်သွားဖို့လိုထုတ်လိုက်တာပေါ့ဤနေထုတ်လိုက်ကြအဲ့တော့မှသူကမစင်နာဖို့အဲ့ဒီလာတဲ့ဟာတွေက မတင်တဲ့တခါကျတော့သူနဲ့ညီကိုတော်တဲ့ကောင်ကိုဖုံးဆက်ခေါ်ဖုံးဆက်ခေါ်ပြီးတဲ့ခါကျတော့ဆိုင်ုံနောက်တစ်ခေါက်ပြန်လာတာအဲ့ချိန်မှာဓာပါလာတာဓာပါလာပြီးတော့အဲ့လိုမျိုးဓာတော်မှုတွေဖြစ်ကုန်ကြတာဖြစ်ကုန်တဲ့ခါကျတော့အဲ့ဒီသူ့ရဲ့ယောက်ျားကိုလည်းထိတဲ့အဲ့အမားကကျတော့ပွင့်ချင်းပြီးတည်သွားတာဆိုပုံမှုအမားကကျတော့လေ သူ့ရဲ့မျိုးသားကိုလည်းထိတယ်အဲ့ဒီထက်ကသူတို့ထိုးတဲ့ထက်ကတယောက်ကိုလည်းထိတယ်ပေါ့အေးဒါအဲ့ဒီချိန်မှာဆိုလို့ရှိရင်အဲ့ဒီထိုးတဲ့ကောင်တရက်ခံရဲ့သူ့ညီကိုတော်တဲ့ကောင်ရဲ့ပြီးတဲ့ခါကျတော့ကာမောင်းပေးတဲ့ပို့ပေးတဲ့လူရဲ့အဲ့တုံးကိုကြာရေရဖမ်းထားတာအဲ့တော့ရှင်တို့ရာရကလပ်ပါသူများနိုင်ငံကိုရောက်ပြီးတဲ့ခါကျတော့လေကိုရဲ့စိတ်ထင်တိုင်းဟိုလိုလုပ်မယ်ဒီလိုလုပ်ချင်တယ်ဆိုတဲ့လူတွေကလည်းတော့အခုလိုမျိုးလူတတ်မှုတွေဖြစ်ကြပြီဆိုလို့ရှိလို့ရှိရင်ပထမဆုံးအနေနဲ့ အမြင့်ဆုံးပြည်တန်ကကြတော့တေးတန်တေးတန်ဆိုလို့ရှိရင်လည်းကြားတယ်ဆိုလို့ရှိရင်တွေးကြည့်လိုက်ကိုဘွားကိုလေနောက်တစ်ခုကကြာထောင်နဲ့နှစ်30ဒါမှမဟုတ်လို့ရှိရင်40အသက်30ရွယ်လောက်မှာပဲဖြစ်တယ်လို့ပဲစဉ်းစားကြည့်လိုက်ထောင်နဲ့နှစ်30ကြပြီဆိုလို့ရှိရင်ကျွန်တော်အသက်60လောက်ကြမှာထွက်လာတော့မှာလေအဲ့ဒီအချိန်မှာဘွားကဘလို့ရက်တီကြမှာတော့เนาะနောက်တစ်ခုကကြတော့သူများနိုင်ငံတွေမှာလာပြီးတော့လောက်ကင်စားတောက်ကြတယ်အခုဒါဆိုလို့ရှိရင်လည်းမလေးရှားပြည်နှမ်းမှာဖြစ်တယ်ဆိုလို့ရှိရင် လောက်ကင်စားတောက်ကြတယ်ဆိုမြန်မာပြည်မှာကွယ်ကွန်းမြန်မာနိုင်ငံမှာခက်ခဲလို့အခြေအနေမကောင်းလို့အကြောင်းမျိုးမျိုးကြောင့်မလို့ကြောင့်မလို့ရောက်လာကြတာလေဟုတ်တယ်မလားအဲ့တော့လူလူချင်းကိုကိုကျန်းစာစိတ်မွေးနိုင်ဖို့ကအရေးကြီးတယ်။နောက်နောက်တစ်ခုကကြတော့လေဖြစ်ပြီဆိုလို့ရှိရင်ရှင်တို့မောင်းဖြူမောင်းနီမောင်းမျိုးအဲ့လိုမျိုးနာမည်တက်မှာမဟုတ်ဘူး။နော်နိုင်ငံခြားမှာဖြစ်တယ်ဆိုလို့ရှိရင်မြန်မာ မြန်မာမြန်မာချင်းတတ်တဲ့အမှုမြန်မာနိုင်ငံသားအချင်းချင်းတတ်တဲ့အမှုလို့ပဲပြောမှာကချင်ကရိုင်းပြည်ချင်းဘာမမမော်ရခိုင်ရှာဘယ်လိုမျိုးပဲဖြစ်ဖြစ်เนาะမြန်မာ passport ခြင်ထားတဲ့ဆိုမြန်မာเนาะအဲ့ဒီတော့ကိုယ့်ရဲ့မြန်မာနိုင်ငံကိုလည်းတိုက်ခါမချနဲ့ကိုယ့်နိုင်ငံကိုယ့်လူမျိုးအားမှာအချင်းချင်းမကောင်းလို့မှနောက်တန်းရောက်နေတာเนาะသူများအနေခံအပြောဆိုခံလူမျိုးဖြစ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်ဟိုတလောကကြလဲဒီဟိုဟာ JB မှာလည်းလူတက်မှုဖြစ်တာလေယောက်ျားနဲ့မိန်းမနဲ့တတ်တဲ့အမှုအဲ့ဒါလည်းမြန်မာမြန်မာချင်းပဲရှေ့မှာပြောပြီးသားကျွန်တော်ပါကျွန်တော်ဆက်စုတင်နေဆိုလို့ရှိရင်ပြန်ရှာကြည့်ကြเนาะ ဲ့ဒီတော့ကိုလူမျိုးအချင်းချင်းကိုစေတနာထားပြီးမရိုင်းပင်းမကူညီခြင်းဘူးဆိုရင်တော့မှဒါမျိုးအဖြစ်အပျက်တွေနောက်ထပ်မဖြစ်စေအောင်လို့တိခတ်နိုင်ရင်တိခတ်နိုင်ကြတိခတ်ကြပါလို့ပဲပြောချင်ပါတယ်နောက်ဒီမော်တော်တပွဲလေးနဲ့လူတော်ကတ်တဲ့အချိန်တော့မှဖြစ်တော့ဆိုတော့တော်တော်လေးမှကြောက်စရာကောင်းတယ်နော်ဒီတော်ကတ်ခံလိုက်ရဆိုင်ရှင်အမရဲ့ဖိုက်ထဲမှာလည်းခလေးလေးရှိနေတာနဲ့နော်တော်လေးကိုမှစိတ်မကောင်းဖြစ်ရတယ်ရှင်ဒီလေးပါရှိနေပြီးတော့ဆိုင်ရှင်အမကဓာတ်နဲ့ထိုးပြီးတော့တော်ကတ်ခံလိုက်ရတာတဲ့နော်ကြံကြံဖန်ဖန်နေအေး အခုကြားနေရလေပိနန်းဘတ်မှာတဲ့တင်မောတီထောင်းစားမကောင်းရအနေပြီးတော့လူသက်မှုဖြစ်တယ်တဲ့ကြည့်ကြအောင်မြန်မာနိုင်ငံသားတွေဖြစ်လိုက်လို့ရှင်အဆန်းနေပြီပဲเนาะတင်မောတီထောင်းလေးတပွဲအတွက်နဲ့ဟိုလူအသက်နှစ်သက်เนาะအသက်နှစ်သက် ဆုံးသွားတဲ့ main ကလေးကကိုဝင်နေဆိုတော့အသက်ကနှစ်သက်ပေါ့ဘာမှမဟုတ်တဲ့အစားအသောက်တစ်ခုကနေအစာပြုတ်ပြီးတော့မှလူအသက်နှစ်သက်ကိုပေးပေးလိုက်ရတယ်တော်ကတ်တဲ့လူလည်းခံရမယ် တော်ကြတဲ့လူလဲခံမယ်ဘသူအတွက်မှအကျိုးလည်းမရှိဒေါသတွေဒေါသတွေဒေါသတွေအကြီးကြတာအဲ့ဒါဘာမှဟုတ်တာမဟုတ်တဲ့ကိစ္စလေးနဲ့ဒီလားအစပြုပြီးတော့ဖြစ်တာတော်ကတဲ့ကောင်းတွေအောင်ထားလိုက်ပါတော့ကိုမှကိုဝင်လေးလည်းရှိနေပြီဆိုလို့ရှိရင်လေနည်းနည်းနော်လူမိုက်တွေနည်းနည်းပေါ့ပြဿနာတစ်ခုနားမှာမနေသင့်ဘူးထင်တယ်ဝိုးဝေးမှနေသင့်တယ်ထင်တယ် ရံဖြစ်ပြီးဟေ့ဆိုနေအရင်ဖြစ်တဲ့နာမဝင်နေရမယ်။မြင်ပြဿနာတစ်ခုခုဖြစ်မယ်။ဘယ်သူနဲ့ဖြစ်ဖြစ်ပေါ့ပြဿနာတစ်ခုဖြစ်တော့မလို့ကိုယ်စောင့်ဆက်တွန်းလိုက်တာမျိုးပါမျိုးဖြစ်ရင်တော့မှကိုယ့်အတွက်ကမကောင်းဘူးဆိုတော့ဝေးမှနေနိုင်တော့ပိုကောင်းတာပေါ့။ဟိုဆုံးမသွားလို့ပြပြောတာမဟုတ်ပါဘူး။နောက်ထပ်ကိုယ်ဝန်ဆောင်လေးတွေရှိလို့ရှိရင်လည်းအဲ့လိုပြဿနာရင်းနဲ့ဝေးဝေးမှနေတာပိုကောင်းမယ်လို့ကိုအိမ်တော်တဲတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့။ကိုယောက်ျားနဲ့စကားမြတ်မယ်ဆိုရင်ကိုဖြစ်နိုင်ကိုကိုကိုကာဝယ်ပြီးနေတာပိုကောင်းမယ်ထင်တယ်။ဘာလို့ဆိုတော့ကိုကတစ်ခုခုဖြစ်ရင်ကိုကနှစ်သက်လေ။ ဒီ view လေးကတော့တိုင်းနိုင်ငံမှာဖြစ်သွားတယ်မြန်မာလူမျိုးချင်းချင်းကတင်မောရီထောင်းကစားမကောင်းလို့ဆိုပြီးတော့ complaint တက်ရာကနေပြီးတော့ဆိုင်ရှင်အမကိုဓာတ်နဲ့ထိုးပြီးတော့တော့ကတ်သွားတာနော်ရဲကောင်ကလည်းချောက်ဆရာခေါင်းပြီးတော့အံ့ဩဆရာလည်းကောင်းနေရှင်ဒီအစားတောက်လေးတစ်မျိုးတည်းနဲ့လူရဲ့အသက်ကိုပါပေးရတဲ့အထိကိုဖြစ်နေကြပြီရှင်ဒီဆုံးသွားတဲ့ဆိုင်ရှင်အမရေပိုက်ထဲမှာဆိုလဲခလေးလေးရှိနေတယ်လို့လည်းသိရတယ်ရှင်တော်တော်လေးကောင်ကလည်းတနာချာကောင်းနေရှင် ဒါကြောင့်မို့လို့ကြီးရှုတဲ့သူတွေအနေနဲ့လည်းတတိလီထားကြပါရှင့်။ဘုကစားတောက်ဆိုင်တွေမှာသွားစားတဲ့ကအခုခေတ်တော်တော်များများကစားမကောင်းဘူးဆိုရင်တော့မကွန်ပလိတ်တက်ခွင့်မရှိကြဘူးနော်။ကွန်ပလိတ်တက်လို့ရှိရင်ဆန်ရှင်တွေအနေနဲ့လည်းမကြိုက်တဲ့ပြင်စိတ်ဆူဒေါ်လာထွက်တဲ့ဆန်ရှင်တွေကလည်းရှိတယ်ရှင့်။ဒီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတူတက်နဲ့သင်ခန်းစာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင့်။နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်။